လမ်းလုံးဝရှောက်လို့မရတော့လို့ပေါင်းနှစ်ဖက်စလုံးအမြန်ခွဲစိတ်မှုပြုလုပ်ရတော့မယ့်ဇမင်သားစွမ်းစာနီ။နှွေဦးရဲ့ညနှပါတော်တည်ဖို့ မင်္ဂလာပါပရိသတ်ကြီးရေဇမင်းသားစွမ်းစာနေကတော့အခုလက်ရှိဆေးရုံပေါ်မှာရောင်းနေကြတာဖြစ်ပြီးပြီးခဲ့တဲ့လပိုင်းတွေအတွင်းကဇက်ပွဲပြန်လဲကပြမှုတွေပြုလုပ်ခဲ့တာကြောင့်ပေါက်နှစ်ဖက်စလုံးကိုအများဆုံးခွဲစိတ်ရတော့မဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒီကနေ့မှဆိုရင်တော့ဇမင်းသားစွမ်းစာနေကသူကိုယ်တိုင်ပါဝင်ကပြဖို့ရည်ရွယ်ထားတဲ့လေဝေးပွဲမှာပါဝင်ကပြဖို့အတွက်ကျမ်းမာရေးအရလုံးဝအဆင်မပြေနိုင်တော့ဘူးဆိုတဲ့အကြောင်းအသိပေးလာခဲ့တာဖြစ်ပါတယ်။ စွမ်းစာနီကသူဟာလမ်းလျှောက်တာကိုလုံးဝရှောင်မရတော့တဲ့အတွက်ပေါင်းတစ်ဖက်စလုံးကိုအမြန်ဆုံးခွဲဆက်ရတော့မှဖြစ်တယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။စွမ်းစာနီကတောင်းပန်ပါတယ်ကျွန်တော်ချေရတဲ့လေဝေးကပြည့်သက်ကြီးရေကျွန်တော်ပွဲကားပြဖို့အတွက်ရည်ရထားပြီးကြေညာပြီးကမှကျွန်တော်ရဲ့ကျမ်းမာရေးအရာဆရာဝန်များမှကားပြရန်အဆင်မပြေပါတော့ကြောင်းကျွန်တော်ကိုယ်တိုင်လမ်းလုံးဝရှောင်မရတဲ့အတွက်ကားပြရန်ဘလို့မှအဆင်မပြေတော့လို့ပါဗျာ။ကျွန်တော်ရဲ့ပေါင်းတစ်ဖက်စလုံးအမြန်ဆုံးခွဲဆက်ရပါတော့မယ်။ ဒီမိုရင်းကြီးပြီးရင်အားလုံးအဆင်ပြေသွားမှာပါအဲ့ဒီခါကျမှကျွန်တော်အရင်တုန်းကလိုပြိသက်တွေရှိကိုအကောင်းဆုံးပြင်လာခဲ့ပါမယ်လဲဝေးပွဲအတွက်ဆယံပေးပြီးမကပြနိုင်တာကိုအကြီးကြီးနားလည်ပြီးခဲ့တဲ့ကန်ထရိုက်ကိုကြီးကိုအောင်ပြေဆောင်ကိုလည်းအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲနားလည်ပေးကြပါနော်ဟုဆိုကသူရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေပြိသက်တွေကိုတားမှန်စကားပြောထားတာလည်းဖြစ်ပါတယ် လက်ရှိအခြေအနေမှာတော့ဆွမ်းစာနေဟာမုတ်ချိုအိမ်ရောက်တာအဆိုင်အိမ်ရောက်တာအသေးကြီးပြီးပေါင်သွေးကြောပိတ်နေတာတွေကြောင့်ခုံပေါက်ကခုံချင်းတွေကိုလုံးဝလုံးဆောင်မရတဲ့အခြေအနေမျိုးဖြစ်ပေါ်နေတယ်လို့လည်းအတိပေးလာခဲ့တာဖြစ်ပါတယ်။ဆမ်မင်းသားဆွမ်းစာနေကတော့ဇက်သမင်လောကမှာရှက်ရှက်တအောင်မြင်ခဲ့တဲ့သူတစ်ယောက်လို့ပြောရမှာဖြစ်ပြီးနောက်ပိုင်းမှာတော့အရက်ကိုအလွန်ကျွံတောက်တုံးခဲ့ရာကနေကျမကြီးအခြေအနေဆိုးရွားခဲ့ပြီးပြိသက်တွေနဲ့အလံဝေးခဲ့ရတာလည်းဖြစ်ပါတယ်။ ဆမင်းသားဆန်းစာနေတယောက်ခွဲစိတ်မှုတွေလည်းအောင်မြင်ပြီးအမြန်ဆုံးနေကောင်းကျမ်းမာပါစေလို့စွတ်တောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ရှင်။